ားလုံးပဲမင်္ဂလာပါကျွန်တော်ကရေးပေါ်ရောထင်းမှာဒီနေ့က2025အောက်တိုဘာလ3ရက်နေ့မနေ့ကအစစင်ဖြစ်ပါတယ်ဒီနေ့မနေ့ကမှာရေးပေါ်ရောထင်းချန်နယ်ကလည်းပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မနေ့ကမှာပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြဝတီရေးတပွဲမူရေးမူအောင်နိုင်ဦး KTV ဟန်ခန့်တွင်မွေးစေဝအလွန်ကျွမ်30ဆမှုနဲ့ဒေသောင်းနေပါတယ်လို့သိရပါတယ်ဒီဒေသောင်းမှုနဲ့ပတ်သက်ပြီးတော့စက္ကမတွေကတော့အိုးနော့သွေးကြောပုတ်ဒေသောင်းတွေဟုဂျေနန်တင်ပြပြီး တရင်လေးလေးဖြတ်နေပါလို့သိရပါတယ်ဒါကဒီအော်တိုဘာတရက်နဲ့60နှစ်ပြည့်နေပါလေရေးတက်ဖွဲ့ဒီနာအပြည့်မှာ KTV ကိုဆက်သွားခဲ့ကြတာတဲ့ဒီနာမှာကလေးကအရက်ဟာအရက်ကအတော်တုတ်ထားပြီးသား KTV ဟန်းခန်းမှာပါဤတွေဂျေတွေအဲ့အကုံလုံးကိုထဲတောင်းတော့နေနေပင်လင်ကောင်နေနေပင်လင်ကောင်ပါတဲ့ KDB ကနဲ့ပဲအကောင်ဝမ်းပြီးတော့စေးရောင်ပုတ်ကြတာမြို့ဒီကအတော်များများသိကြတယ်မနေ့ညကဖြစ်သွားတာပါဟုမြို့ဒီအခြေဆက်တဲ့သတင်းရင်းမြစ်ကပြောဆိုပါတယ်ဆိုပြီးတော့ခက်တိမီဒီယာသတင်းဌာနမှာဖော်ပြတာဖြစ်ပါတယ်သူရဲ့ပုံကတော့ဘေးနားမှာချက်ပေးထားတဲ့ကောင်ဖြစ်ပါတယ်အခုချိန်မှာစစ်တပ်တွေကဘူးအစည်းအဝေးတွေနဲ့ဘလို့ထိအာကျွတ်တွင်ဖြစ်နေလဲဆိုတာကိုတော့ကျွန်တော်တို့ဒီထက်မှာတည်တည်နေတကွာပေါ်နေတာဖြစ်ပါလေဒါကတော့စစ်တပ်ထိမှာဖြစ်ပြနေတဲ့အကြောင်းတွေနဲ့ပတ်သက်ပြီးတော့ အလင်းလေးဖြန့်ယူမှုတဲ့သူတို့ဘလူတွေတည်ဆုံးခဲ့တဲ့ဆိုတာကိုကျွန်တော်ဂျင်းဆောင်ဒရင်ကောင်းအနေနဲ့တင်ဆက်ပေးတာဖြစ်ပါတယ်အဲ့ဒီနောက်မှာလည်းနောက်ထပ်ဒရင်ကောင်းတစ်ခုကတော့စကန်တန်းကကမ်ဘလူမြော့နဲ့ မောင်တို့ရဘီဆိုတီကင်းစကန်ကိုတက်ခတ်တင်းပတ်ခရာမှာဘီဆိုတီနှုတ်သေးဆုံးပြီးတော့6ဦးအရှင်ဖမ်းမိခဲ့ကြောင်းကမ်းမလူခရင်အမတ်တုံး PDF ကိုတရင်မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်ဆိုပြီးတော့ခက်တိမီဒီယာသတင်းဌာနမှာဖော်ပြတာတွေ့ရပါတယ်ဒီထဲမှာဆိုလို့ရှိရင်တော့ဖမ်းဆီးရရှိတဲ့ဘီဆိုတီတွေကိုစစ်တောင်းပန်ဥပဒေအတန်းအရေးယူဆောင်ရွက်မှာပါဖမ်းမိတဲ့သူတွေကတည်းဝါတဝတ်ကတင်တန်းတင်တန်းပေါ့ချပြီးလက်နဲ့တက်စင်ထားတဲ့အဖွဲ့ဟု ကမ်လူခရံအမှတ်3 PDF ကိုတရင်မှာတာဝန်ရှိသူတို့ကပြောရှင်းပြပါတယ်။ဒီဟာကအွန်တိုယောကဘီဆိုတီခေါင်းဆောင်ဝဒဝရဲ့လူတွေအဓိကကျေးဇူးနေတဲ့နေရာအခုတင်းတာကဂင်းစကန်ကိုတင်းတာပါတဲ့။ယောကိုတော့တင်းဖို့အများကြီးပြင်ဆင်ရမယ်။နောက်ပြီးအွန်တိုယောမှာကအမှတ်3 6000ငါတင်ကဝတင်ကတရင်လေရှိနေတယ်။စူးစီးညီညွတ်မှုနဲ့တက်ခတ်ရင် online တွေဆိုတာတက်တက်လေးဖြစ်တယ်ရှေ့လျှော့ကောင်းပွဲတွေလာအောင်ပါပါတဲ့ပြည်သူတွေကိုဆက်အားတိတ်ဖို့နဲ့ဖန်အားနဲ့စစ်စစ်ကြမယ်ဆိုတာပြောချင်တယ်ဆိုပြီးတော့တက်ခရေးအတွက်ပါဝင်ခဲ့သောတော်လန်ရေးရေးဖို့တူကပြောဆိုပါတယ်ဆိုပြီးတော့ခက်တိမီဒီယာသတင်းဌာနမှာဖော်ပြတာဖြစ်ပါတယ်ဒါကတော့ကောင်းတဲ့သတင်းဖြစ်ပါတယ်ဝဒဝရဲ့တပစ်တွေဆိုတော့ကတတော်လေးကိုအာ လူရန်ဆန်တဲ့ကောင်းတွေဖြစ်ပါတယ်အခုချိန်မှာဆိုလို့ရှိရင်တော့ဝတ်တဝကလည်းဘလူလူမျိုးလဲဆိုဘလူအာလူမျိုးလဲဆိုတာကိုတီးပီးသားဖြစ်မှာပါဆိုတော့သူရဲ့လက်အုပ်ငေးသားတွေသူရဲ့အာဒီသူစတွေကိုကျွန်တော်တိုလိုက်တဖို့တွေကရှင်းလင်းလက်တယ်ဖြစ်ပါတယ်ကာကင်းစကန်ကိုနော်ဒါကတော့တရင်ကောင်းတစ်ခုဖြစ်ပါတယ်အဲ့ဒီတော့မှလည်းနောက်ထပ်တရင်ကတော့မကွေးတန်းကငဖေမြော့နဲ့နရေကန်တက်ပွေးအတွက်မှထွက်ပြေးလာတဲ့အကျန်းဖက်စစ်တဲ့ဤတမကိုကုန်းနဲ့စက်ကခ ဆက်ကွန်မှာစစ်သား29ဦးကိုအရှင်ဖမ်းမိခဲ့ကြောင်းသူနိုင်ငံတပ်ဖွဲ့ဖြစ်တဲ့ People's Revolution အာ list မှာပေါ့နော်တာဝန်ရှိသူတို့ကပြောဆိုပါတယ်ဒါကတော့တော်လိုင်းတပ်ဖွဲ့တွေကနဲ့ပြန်ပြီးတော့တရှိရဖြစ်ပါတယ်ကျွန်တော်တို့ဒီစစ်တောင်ပန်းတွေကိုတဲ့နှစ်တော့ခွေမိတာပါတဲ့နှစ်တော့ခွေပြီးတော့ဖမ်းမိတာဆိုတော့ကိုပြောစင်တာနေပါပါဆိုတော့တချို့နှစ်တွေမှာအာ9ရောက်မိတာရှိတယ်6ရောက်မိတာရှိတယ်ပြီးရင်တချို့နှစ်တွေမှာလည်း စေရော့မေတာတွေရှိတယ်ခုနလပန်းနဲ့ကိုလပန်းမှာမေတာတွေပေါ့ဆိုပြီးတော့ဒေါ်လိုင်းတဖို့တစီကနဲ့အာရှင်းပြတာကိုခက်တိမီဒီယာသတင်းဌာနမှာပို့ပြတာတွေ့ရပါတယ်ဒါကလည်းသတင်းကောင်းတစ်ခုဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့တွေဒီလိုမျိုးကိုဖန်စီရမိတာကကျွန်တော်တို့အတွက်အောင်မြင်မှုတစ်ခုဖြစ်ပါတယ်လက်လက်ခရမ်းတွေကတော့ဖန်စီရမိတာကတော့သေးစေတော့ ကိုပြည့်ချင်းမတွေ့ရသေးဘူးဆိုဒီထဲမှာဆိုရှင်တော့ခွမ်းမိတာဆိုတော့ကတော့စစ်ကောင်တပ်ဖွဲ့တွေနေနေကင်းရတွေမပါဘူးဆိုရှင်လိန်ငါ6လက်လောက်ကတော့လူပြီးတော့မယ်ထင်ပါတယ်ဒါကတော့တရင်ကောင်တပ်ဖွဲ့အနေနဲ့ရပြီးတော့ဒိုရန်တပ်ဖွဲ့တွေရဲ့ဖန်စီခံရတဲ့အကြောင်းတွေကိုတင်ဆက်ပေးချင်တာဖြစ်ပါတယ်နောက်တစ်ခုတရင်ကတော့ဗမိုတက်ပွေးတရင်ဖြစ်ပါတယ်မနေ့ကလည်းကျွန်တော်တင်ဆက်ပေးခဲ့ပါတယ်ဗမိုမျိုးသိန်းတက်ပွေးကခုချိန်မှာတော့ကြက်ကိုတက်ပွေးပြင်းထန်နေပါလို့သိရပါတယ်အခုဆိုလို့ရှိရင်တော့ဗမိုတွန်း KA ပူပေါင်းတက်က လက်လွတ်လိုက်ရသောစစ်တပ်စခန်းတချို့ကိုပြန်လည်တင်းပတ်လိုက်ပြီးတော့တရင်ကောင်းလို့ကြားသိရပါတယ်မနေ့ကလည်းတင်းဆက်ပေးခဲ့ပါဘယ်နှခုတင်းပတ်တယ်ဆိုတော့ကတော့သိစိတ်မသိရသေးဘူးဆိုတော့ဒီထက်မှာဆိုလို့ရှိရင်တပ်ပွဲအတွက်မှာစစ်တပ်ဖက်မှာဒီဆောင်မှုများပြားပြီးတပ်ပွဲများဆက်လက်ပြင်းထန်နေပါတယ်လို့သိရပါတယ်ဗမို့မဆက်ရတိတိနဲ့ဆက်တရငါဖက်ကလည်းစစ်ကွေတွေစစ်ကြောင်းနှကြောင်းနဲ့ထုစစ်စင်တက်ခတ်လို့ စုပ်ပေးလိုက်ရတဲ့တောင်းမန်ဆွေပြည်သားနဲ့ KBC ဘုရားကျောင်းကောင်းတွေကိုမနေ့ကညနေပိုင်းမှာကျွန်တော်တို့ KA ကပြန်သိမ်းပတ်လိုက်ပြီးဗမိုတက်ပွဲကတော့ပြင်းထန်နေတယ်စစ်တပ်တက်စခန်းတချို့ကို KA ကပြန်သိမ်းပတ်လိုက်ပါတယ်တဲ့ဆိုတော့ဒီဟာစစ်တပ်ဖက်ကထိဆောင်းမှုပြပြပြီးတော့အစကွေ90တို့လို့တေဆုံးနိုင်နေပါတေဆုံးနိုင်ပါလေဆိုပြီးတော့ KA စစ်တမ်းတရင်ရင်းမြစ်က ပြောဆိုတာဖြစ်ပါတယ်ဒါကတော့ခေတ်သီမီဒီယာသတင်းဌာနမှာဖော်ပြတာဖြစ်ပါတယ်အသေးစိတ်ကိုတော့သိချင်တယ်ဆိုလို့ရှိရင်တော့ခေတ်သီမီဒီယာမှာတွားပြီးတော့ဖတ်ကြည့်လို့ရပါတယ်ဒါကတော့သတင်းအတူချုပ်ပြီးတော့ပြင်ပြီးတော့ပို့ပြောဖတ်ပြတာဖြစ်ပါတယ်အဲ့နောက်မှာနောက်တစ်ခုသတင်းကတော့ဘကိုးတန်းကအောက်ကမျောနေကျုပ်ပင်ကိုမျောကျုပ်ပင်ကိုရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုလေးကျင်ကြက်ဖြတ်တက်ခတ်ခဲ့ရမှာစစ်တပ်ဖက်မှာခုနှစ်ဦးတေဆုံးခဲ့ကြောင်းတရားဝတီခရမ်း ပတ်ကဖဒရင်တာဝန်ခံရဲဘော်ဒီမိုကပြောဆိုပါတယ်ဆိုပြီးတော့ခေတ်သီမီဒီယာသတင်းဌာနပါလဲခေါ်ပြတာဖြစ်ပါတယ်။ဒါကတော့စစ်ကွေးတွေကစတန်ဘာလ30ရက်နေ့မှာအော့ပူမြို့နယ်ကျုပ်ပင်ကိုကျုပ်ပင်ရွာကိုအင်အားတရာကျော်နဲ့စစ်ကြောင်းထိုးလာတာပါ။တဲကွေးကတော့လဲကျင်ဖြစ်ပွားခဲ့တယ်။အော်တိုဘာလ3ရက်နေ့ညနေ9:00နာရီထိထိတွေ့တဲပွေးတွေစစ်တပ်ကိုဖြစ်ပွားခဲ့တာ တဲပွဲအတွင်းမှာစစ်ခွေးတွေဖက်ကခုနှစ်ဦးတည်ဆောင်ပါတယ်စစ်ခွေးတွေစစ်ကြောင်းကတော့မရှိတော့ဘူးအထစ်နာပြီးတော့အော့ဖို့မြုပ်ဖို့မနေ့ကညတ်တန်းချင်းကို ပြန်လဲဆော့ခေါ်သွားပါတယ်ဆိုပြီးတော့တရဝတီတန်းကဘောနော်ခရံကဘကဖတ်တိုင်းအတရေးဘောနော်တရေးတော်ဝခံရေးဖို့ဒီမို့ကပြောပြပါတယ်ဆိုပြီးတော့ခက်တိမီဒီယာသတင်းဌာနမှာဖော်ပြတာဖြစ်ပါတယ်ဆိုတော့ဒီဟာကဒီကောင်တွေကခုချိန်မှာဆိုလို့ရှိရင်တော့ ပြန်ပြီးတော့စစ်ကြောင်းကိုဆုတ်သွားလိုက်တဲ့အခြေအနေမျိုးဖြစ်ပါတယ်။ဒါကတော့တခုအဲ့ဒီနောက်မှာဆိုလို့ရှိရင်တော့အခုချိန်မှာဆိုလို့ရှိရင်ဂရင်ပြည်နယ်မှာတပ်ပုကပြင်းထန်နေပါဂရင်ပြည်နယ်မှာတပ်ပုကပြင်းထန်နေစစ်ကောင်စီကအခုချိန်မှာသူတို့နေမျိုးပြင်ပြီးတော့ရဖို့အတွက်ကြိုးစားနေတဲ့အချိန်ဖြစ်ပါတယ်။ခုဆိုလို့ရှိရင်တော့ဂရင်ပြည်နယ်ဖွာပွန်မြို့နယ်လူပိုထီရွာကိုစစ်ကြောင်းထိုးလာတဲ့ PGF နဲ့စစ်တပ်ကိုပုံအဖွဲ့ကို လေးကြကြက်ပြတ်တက်ခတ်ရာမှာစစ်တပ်ဖက်မှဈေးဦးထနေတီထိခတ်တည်ဆောင်းခဲ့ကြောင်းငကနဲ့စစ်ကြောင်းမှာစစ်ကြောင်းမူဘူတက်တို့ကပြောဆိုပါလေဆိုပြီးတော့ခက်တဲ့မီဒီယာတိုင်းဌာနမှာဖော်ပြတာတွေ့ရပါတယ်ဆိုတော့အခုချိန်မှာဆိုလို့ရှိရင်တော့စက်ကောင်စီကစက်ကောင်မရှင်ကပေါ့နော်အာသူတို့ပြင်ပြီးတော့ယာရီနေမီမြော့နေလို့ပေါ့အကောင်လုံးယာရီရဲ့ဆိုပြီးတော့သူတို့တွေကအာစစ်သားတိတွေဘူတက်သားတိပေါ့နော်ဆိုတော့ဒီစစ်မှုထမ်းတွေပေါ့အဒီခက်ခန့်ပြီးတော့တက်ဘူးကိုဖိုးဆောင်နေတာကိုစစ်တက်ကိုတွေ့နေရပါတယ်ဆိုတော့ဒါကတော့ တခုဒီထဲမှာ social system ဘာလဲ20နှစ်ရဲ့နဲ့နည်းနည်းပန်းကစားပြီးတော့ novelty ကြေးွာအနေမှာတက်ပွဲစဖြစ်တာပါ26နှစ်နဲ့တက်ပွဲမှာကျွန်တော်တို့ရေးဖို့တွေဖြစ်ခတ်တိုင်းရတာရလို့တက်ပြန်ဆုပ်လည်းရတက်ပြန်ဆုပ်ခဲ့ပါတယ်အဲ့စကွဲတွေကကမွန်ဖက်ကနဲ့လာပြီးပြီးကျဲဟုတ်ကမွန်လူကျမလို့ကျင်မလို့ကျင်နဲ့ပူပေါင်းပြီးတော့ကျွန်တော်တို့ဟိုစစ်ကြောင်းထူးလာတာပါ ဟုဆိုပြီးတော့နဂနဲ့စကြောင်းမှာစကြောင်းမူဘူတတုကပြောဆိုပါတယ်ဒီထဲမှာစစ်ကောင်တပ်ဖွဲ့တွေကတိဆောင်းမှုလည်းရှိတယ်လေကျွန်တော်တို့တိုလိုင်းတပ်ဖွဲ့တွေကလည်းထိခတ်တိုင်းရမှုတွေလည်းရှိတယ်ဆိုတာကိုကျွန်တော်ပြင်ပြီးပြောပြချင်တာဖြစ်ပါတယ်နောက်တစ်ခုသတင်းကတော့ကျပ်ဖွဲ့တော်မင်းအွန်လိုင်းဆေလွတ်လိုက်ဒီစစ်ဘူချုပ်မြတ်ရွေးကောက်ပွဲဝင်မဲ့ကောင်းကြငွေနဲ့မဲဆွေစီအောင်ရေးစစ်ရဲ့များအပီးအစီယူလာပါတယ်လို့သိရပါတယ် ပါတီရေးရာ စီမံခန့်ခွဲမှုကိစ္စများဘ ഹു ကော်မတီဝါကော်မတီဝါအဆင့်ပြင်အတိမပေးဘူးလို့မပြီးအာပေးမသိတော့ဘူးလို့သိရပါတယ်ဒါကတော့အခုချိန်မှာဖြစ်ပေါ်နေတဲ့သူတို့အခြေအနေဖြစ်ပါတယ်စစ်ကော်မရှင်အာစစ်တပ်မြေအောင်လံကောနော်အာစစ်စစ်ကော်မရှင်ခေါင်းဆောင်မြေအောင်လံကအခုချိန်မှာစစ်တပ်တက်ကနေလာတဲ့ကိုစလေလောင်းတွေကမဲဆွေစီအောင်စရဲ့ကစားလို့ကိုစလေလောင်းစရဲ့အကောင်လုံးကိုနော် အာတဘာတဲ့ယူလာတယ်လို့ သိရပါတယ်တဲ့ပါတီဖက်ကဘာမှဆက်ထော်စရာမလိုဘူးလို့သိရတယ်လူတွေရောငွေကြေးတွေရောတက်ပါသေးပါပဲဆိုတော့နောက်ပြီးတော့သူတို့ရောင်းအဖွက်အဖွက်တွေအဖအဖွက်တွေနဲ့သူတို့လာကြတာပါတီဖက်ကဘာမှစီစဉ်ပေးစရာမလိုဘူးဥပမာဆိုရင်ပူချူကြီးအွန်လင်းတွေးဆိုရင်ရွေးကောက်ပွဲဝမ်အတွက်သူရဲ့ဂူရဲ့အရာရှိ အဖွက်နဲ့ရောင်းအဖွက်ကပါတီကိုလာပြီးတော့ လာပြီးပူရဲအချင်းဖြစ်အချင်းဖြစ်တာလိုအပ်တဲ့စာရွက်စာတမ်းတွေလာတင်တာလာတင်တာတွေလောက်တယ်လောက်တယ်လို့သိရသူတို့ လူကြီးတွေလာရင်ရောင်းထံမဲ့နေရာအခန်းကအဆောက်ပါတီဥက္ကဋ္ဌအားပါကြီးဌာနချုပ်မှာလာကြည့်ပြီးစီစဉ်ပြီးဟုကြက်ခန့်ရေးပါတီတရင်ချင်းမြင့်ကပြောဆိုပါရတဲ့ပါတီကတက်ချုပ်ရဲ့ညိုချမ်းမှုခံယူလို့မလုံနေတယ်လို့ဒီလိုပဲပြောလို့ရပါတယ် ဘိုကော်မတီဝန်အဆင့်ကအဆင့်တော်မှာတိခွတ်မရှိတော့ဘူးတချို့ကိစ္စတွေကဥက္ကဋ္ဌ CEC နဲ့တချို့အကြမ်းမှာတည့်ရဲ့လုံးနေတာလုံးနေတာဟုတ်ကြမ်းခံရေးပါတီသတင်းရင်းမြစ်ကပြောဆိုပါတယ်ဆိုပြီးတော့ခက်တီမီဒီယာသတင်းဌာနမှာဖော်ပြတာဖြစ်ပါတယ်အခုချိန်မှာဆိုလို့ရှိရင်တော့အာမေးပေးမဲ့အခုမေးထက်မဲ့ပြည်သူတွေအနေနဲ့လဲစဉ်းစားရမှာဖြစ်ပါတယ်မေအောင်လန်ကသူ့ရဲ့အသက်အာသူ့ရဲ့အာနာကိုစက်ပြီးတော့အသက်ရှင်ဖို့အတွက် ကြက်ခိုင်ပါတီကိုအစားထုတ်လိုက်တာဖြစ်ပါတယ်ဆိုတာကိုလက်သက်သက်ပြနေတာဖြစ်ပါတယ်နောက်တစ်ခုတင်ဆက်ပေးခြင်းတဲ့သတင်းကတော့စစ်မကောင်းဆရာသတင်းတစ်ခုဖြစ်ပါတယ်ဘာလဲဆိုလို့ရှင်တော့ဇန်းချောင်းတပိတ်ရေးပေါ်လူမတရားဖမ်းဆီးခံရတယ်လို့သိရပါတယ်ဒါကတော့တော်တော်လေးစစ်မကောင်းဆရာသတင်းတစ်ခုဖြစ်ပါတယ်ဒါကရန်ကောင်မြို့ပေါ်မှာဆာနာရှင်စနစ်ကိုတိုးလန်တဲ့လူထုနှောရှားမှုတပိတ်တွေပြုလို့နေတဲ့ဇန်းချောင်းပြည်မှာတပက်စစ်ကြောင်းကရေပုံနှုတ်စစ်ကောင်စီကစစ်ကောင်စီတိုက်ရဲဖမ်းဆီးခြင်းခံရတဲ့ လို့ဆန်းချောင်းပြေမှတ်တဲ့ပုံနော်တပိတ်ကဒီကနေ့အော်တိုဘလာနေရက်နဲ့မှာမနေ့ကထုတ်ပြန်ခဲ့ပါလေသတင်းတွေကြားသိရပါတယ်ဆိုတော့ဒီဟာကဖမ်းမိတာကတတော်လေးကိုစစ်မကောင်းဖြစ်ရပါဒီထက်မှဆိုရှင်တော့စစ်ကောင်စီကအခုချိန်မှာဆိုရှင်အဓိကကတော့မြို့ပြမှာလော်ရှားနေတဲ့အတူလန်ရေးအင်အားစုတွေအနေနဲ့ပူပြီးတော့သတိထားဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းသတိပေးချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အခုဖန်ဆင်းမှုကောင်စံတွေကပြောင်းလဲသွားတယ်တဲ့ အရင်တုန်းကဆိုရင် ဖန်ဆင်းမှုကိုညဖက်လောက်တာများတယ်ဒါပေမဲ့အခုကနေဖက်ရောညဖက်ရောမရှောင်ဘူးပြီးရင်အရင်တုန်းကအရင်တုန်းကကြတော့အဖမ်းခံရတဲ့နောက်ဆက်တွဲကွမ်းဆက်တွေဟာလိုက်တဲ့အခါမှာ အချင်းကြတယ်ဗောနော်အချင်းကြတယ်အခုတော့အဲ့လိုမဟုတ်တော့ဘူးဟာအခုတော့အဲ့လိုအခုကအဲ့လိုမဟုတ်တော့ဘူးတဲ့ဒီအရင်မေဗောနော်ဟာ ဆိုတော့ဆိုလာပါလားအရင်မေတခုကိုဖမ်းမိတာနဲ့ကြံတဲ့အရင်မေ၃၄၅ခုပေါ့နော်လမ်း၅ခုတပြန်ထိပ်ကိုဝန်းစီးတဲ့ပုံစံတွေတွေ့ရတယ်အဲ့ဒီမှာကြတော့အကျန်းဖက်စစ်တပ်က အထူးသဖြင့်ယူနီဖောင်းတွေမဝယ်ဘူးအရက်ဝက်တွေနဲ့အဝင်းရက်ဝက်တွေကိုတောင်းတယ်ပြီးရင်မြစ်သူတွေနဲ့တကယ့်အင်းစီကအကောင်းဆုံးတွေဖန်းစီပုံဖန်းစီမှုပုံစံဖြစ်လာတယ်တဲ့အဲ့လို ဖန်ဆီတာကဘာပြဿနာဖြစ်လဲဆိုတော့ဖန်ဆီခံရတဲ့ဆိုတာကိုအဲ့ဒီအနာမှာရှိနေတဲ့အယတာပီသူတွေက အစတတိမထားမိတော့ဘူးတဲ့အဲ့တော့တချို့ info information ပေါ့နော် information တွေလွေးပြီးတော့မြို့ပြမှာတိုလန်ရင်အားစုတွေကဖန်ဆီခံရတဲ့ဆာမှာတယောက်နေယောက်နဲ့ပြီးရမယ်အစား no set တွေမျိုးများကောင အမြတ်ကောင်တဲ့အချိန်နေတွေရှိတယ်ခုရှိတယ်လို့ဆန်းချောင်းပြင်ပါဘောနော်တပည့်စကြောင်းဥပထကိုဘီကူပီတာကပြောဆိုပါဆိုပြီးတော့ခက်တိမီဒီယာသတင်းဌာနမှာဖော်ပြတာဖြစ်ပါတယ်အခုဖန်ဆီးမှုတွေနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့လိုက်နိုင်တဲ့အချိန်မျိုးဖြစ်ပါတယ်ကျွန်တော်တို့မြို့ပြမှာလော့ရှာနေတဲ့သူအနေနဲ့လေသတိထားရမှာဖြစ်ပါတယ်အရင်ကနေမတူတော့စက်ကောင်စီကတရုတ်ရဲ့ဒေါန်တဲ့ဟာတရုတ်ကဝေထားတဲ့ဟာနဲ့ဒေါန်မယ်ဆိုရှင်ပို့ပြီးတော့ လွေလာမဲ့အခြေအနေမျိုးဖြစ်တယ်ဆိုတာကိုတော့ကျွန်တော်တို့ရသီးထားရမှာဖြစ်ပါတယ်ဆိုတော့အဲ့နောက်မှာနောက်တစ်ခုသတင်းကမန္တလေးတန်းကသတင်းမန္တလေးတန်းပြိုးလဲမြုံနေကျွေးနွားထောက်ကျေးယူအုပ်စုရှိမှာရှိတယ်မြေဧရိယာ60ဒေသမှာဒသမနော်60ဒသမ3နှစ်ကျော်ကို30နှစ်ကျော်ကိုဆက်လက်နဲ့ပြည်စီထုတ်လုပ်ရေးစစ်ရောင်ကပ္ပဆ24အတွက်တင်းယူလိုက်ပြီး ရင်းနေမီမီယာနေမေနေယာမှာမြုပ်ကူရီယာနဲ့တွဲဖက်ထောက်လို့မဲ့ဒီမီတောင်စီမံချက်အတွဲလာရောက်မဲ့မြုပ်ကူရီယာပညာရှင်များတေးခိုနိုင်ရဲ့အဆောင်များဆွလို့ရမယ်ပို့ဆွလို့ရန်ဖြစ်ကြောင်းစီဒီအမ်ဘူကြီးရင်ရောကပြောဆိုပါတယ်စစ်ကောင်စီကခုလိုမျိုးမြုပ်ကူရီယာနဲ့ပူးပေါင်းပြီးတော့လက်နက်တွေကိုထောက်ဖို့အတွက်ပြင်ဆင်ထားတယ်ဒီလိုမျိုးပြင်ဆင်တဲ့နေရာမှာအဲဒီအနေနာမှာရှိတဲ့ အာကြည့်ဟာမေအရိယာတွေပေါ့နော်မေအရိယာတွေကိုသိမ့်ပတ်တာမျိုးကိုဖြစ်ပေါ်နေပါတယ်ဆိုတာကိုကျွန်တော်ပြန်ပြီးတော့အာ3 2 3 2အနေနဲ့တင်ဆက်ပေးချင်တာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခု train ကတော့နောက်ဆုံးမှာတင်ဆက်ပေးချင်တဲ့ train ကတော့မြန်မာဒီမိုကရေစီ ခေါင်းဆောင်ဒေါ်ဆန်းစုကြည်အပါဝန်ခန်းစီထင်းထင်းခံထားရသူများကို လွှဲပေးရန်ဂျပန်အစိုးရဒုတိယနိုင်ငံချဲ့ရေးဝန်ကြီးက down ဆိုလိုက်ပါတယ်ဆိုပြီးတော့ခက်တိမီဒီယာသတင်းဌာနမှာဖော်ပြတာဖြစ်ပါတယ်ဒါကတော့ကောင်းတဲ့သတင်းဖြစ်ပါတယ်ဆိုတော့ဒါမဲ့လည်းဒီကကတူတူတူတယောက်ကဒီလိုမျိုး down ဆိုတာကစစ်ကောင်စီအာဏာယူတွေကတော့ဘယ်တော့ခါမှလွတ်ပြေးမှာမဟုတ်ဘူးဖြစ်နေလဲဆိုလို့ရှိရင်တော့နိုင်ငံတကာက down ပေးရင်တော့ရမှာပဲဆိုတော့ဒါမဲ့လည်းတူတယောက်ကဒီလိုမျိုး down တာကတော့မရလို့ဘူးဆိုတာကိုကျွန်တော်တို့အမြင်လို့ရမှာဒါမဲ့ဒီလိုမျိုးကို down ဆိုပြတာကအတောင်နေရာကနဲ့ထိရောက်မှုရှိနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ အာပြည်သူအတွက်သတင်းကောင်းတစ်ခုဖြစ်ပါတယ်ဒါကလည်းအာစုတဲ့သတင်းတော့မဟုတ်ဘူးကောင်းတဲ့သတင်းတစ်ခုဖြစ်ပါတယ်ဒါကတော့ဒီနေ့မနေ့ကမှရရှိထားတဲ့သတင်းမျိုးကိုအရင်ဦးဆုံးတက်နေတယ်တော့တင်ဆက်ပေးတာဖြစ်ပါတယ်